တချင်းစာသားမှုချမ်းအလင်းတွေပြီးရင်အခန်းငယ်တနေကွေးစွာတီတိုတီတို အမဲ့ရစရာများကဲ့သို့လမ်းမီများညီးတန်းမှောင်ရိပ်သွားသောဖနက်များကိုချီနှောင်ထားသည်ဂျာစီသည်ရွှေနာရီဤချွေးများဖြင့်တွေ့ကပ်နေသည်အောင်ပွဲဆိုတာမင်းမရနိုင်တဲ့တောက်စရာတစ်ခုလိုပါပဲတန်ပြိုင်မီးရောင်ပြီးနောက်အားပေးတန်များပျောက်ကွယ်သွားသောအခါ ကျွန်တော်ဟာကျွန်တော်တို့ကစားခဲ့တဲ့မြေမှုန့်မှာနမည်တစ်ခုသာဖြစ်ပါတယ်။အုံးရည်နဲ့ညင်သာပြော့ဒီအလင်းရောင်အောင်မှာနောက်ထပ်ဂိမ်းတစ်ခုလိုချင်တယ်။အခန်းငယ်နှစ်ရေမောတံများကလမ်းမေးစွန်းမှပဲ့တင်ထက်နေသည်။အိမ်မက်တွေကခိုင်မာတဲ့လေကားထစ်ပေါ်မှာခုံပေါက်နေတုံးပဲ။ညာကောင်းကင်ရံကို တောက်ပစေမဲ့နောက်ဆုံးခီးတစ်ခု ကျွန်တော်ဘော်လုံးကိုထားခဲ့ကတိတ်ဆိတ်မှုကိုကြီးထွားစေပါသည်။ ။တရားနောက်ဆုံးအကြိမ်ဆိုတာမင်းဘယ်တော့မှမသိဘူး။တင့်ရေပြားနဲ့တင့်နှလုံးကိုစုပ်ကင်ထားသောချွေးများ။ငါတို့ကလမ်းရဲ့ဘရင်တွေပဲအခုကငါပဲ။မှတ်ဝံထဲမှာမီးတောက်နေတယ်။တချင်းစာ